တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ8ရက်ကနေ14ရက်နေ့တော်တွင်မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေသုံးချပြီးထူးထူးခြားခြားတိုးတက်မယ်မိမိလိုလားချက်ရည်မှန်းချက်တွေကိုစနစ်တကျအောင်မြောင်လုပ်နိုင်တဲ့ငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်စုံမဲ့ဘဝတိုးတက်မဲ့အခက်အခဲအလုံးကျော်လွှားနိုင်တဲ့ပြည့်ရွယ်သူတွေစမ်းပွင့်မဲ့ ရပိုင်ခွင့်နေလက်ဝယ်ပြန်ရမယ်အလုပ်တိုးတက်ခြင်းဝင်ငွေစည်းဝါးတိုးတက်ခြင်းမြို့နံထားသည့်တို့မှကောင်းသောအကျိုးကျေးဇူးကိုရရှိပါမယ်ဗီဒီမီးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမီးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းပြပြပါတယ် ချစ်ရဲ့နေရအရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တယ်။ကိုယ့်ရဲ့နေ့မှာ ရှင်ပြန်မှုမှသမျှအောင်မြင်မယ်။၁၀ရဲ့နေ့မှာတော့ရန်နောက်ဆက်များမယ်မှန်းနာနဲ့လက်တွေ့ကွာဟမယ်။၁၇ရဲ့နေ့မှာထူးထူးခြားခြားကောင်းခြင်းကံနဲ့ကျိုးပေးခြင်းကံတွေပေါ်ပေါက်မယ်။မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ်။စနေနေ့မှာခီးကိစ္စအစီအပြင်မဲ့ရဲဝဲရကောင်းသောသတင်းစကားကိုကြုံမယ်။73ရက်နေ့မှာငွေရေးကြေးကံလက်လာပါကံထူးထူးခြားခြားကောင်းခြင်းနဲ့အစီအပြင်ချင်းကိုကြုံမယ်။74ရက်နေ့မှာရန်နဲ့ရှင်ပြီးမှ အလိုရှိရာပြည့်စုံခြင်းကံကောင်းခြင်းကိုကြုံမယ်တပတ်တာကာလအတွင်းကြာသာပတိနှင့်ဗုဒ္ဓနှင့်အင်္ဂါနှင့်မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့စောက်ချန်နေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ရှိမယ်3 6ကိုကနန်းနေ့ကျိုးပေးတယ်အပြာရောင်ပန်းရောင်ညောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအညောင်ပန်းပွင့်ဘုရားတင်ပြီးလိုရာဆုတောင်းပေးပါဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်